လွန်လင်ပြီးသောအခါဘာယန်နသည့်ပြည်ရှိဗျမရက်မင်းသည်တားတော်16နှစ်အရွယ်ရောက်သောအခါဤတပြားတထောင်ကိုယူကတက္ကသိုလ်ပြည်ရှိဒိတာပါမောက္ခဆရာကြီးထံသွား၍အတတ်ပညာသင်ချေဟုဆိုကစာနရိက္ခာတို့ကိုပေး၍လွှတ်လိုက်၏မင်းသားလည်းဖခင်မင်းကြီးပေးသည့်တို့ကိုယူဆောင်လျက်အမိအဖတို့ကိုကြောပြီးခရီးနှင်လျက်တက္ကသိုလ်ပြည်ရှိဒိတာပါမောက္ခထံရောက်လေ၏ရှင်မင်းတို့သည်မင်းသားတို့ကိုတခြားတိုင်းပြည်သို့ပို့ကားတင်ကြစေခြင်းမှာ မာနကြိုးစီရန်ခက်ခဲမှုခံနိုင်ကြည်ရန်လူစီရိုက်သဘောတဘာဝကိုသိရှိစီရန်ဒီတန္တရာဘုဟုတ္တတူစီရန်စသည့်အကျိုးတို့ကိုမျှော်ကိုး၍ပင် ဖြစ်သည်မင်းသားဒီပုံနာစီရထံသို့ရောက်၍ခိတနာပြီးစီရထံအဖို့အခပေးတင်ရာတနေ့လုံးပညာသင်နိုင်သည်တနေ့တနိုင်မင်းသားကမိမို့တယောက်ချွတ်ထားသောနှမ်းဖြူကိုခိုးယူစားသည်ဖြင့်မိမို့တိုင်နှံရာပုံနာစီရကမင်းသားကိုလူလင်နှစ်ယောက်ဖြင့်လက်ကင်စီ၍ဝချမ်းစိမ့်ဖြင့်ကြောရက်၍ဆုံးမလိမ့်ဤမင်းသားဒီမျက်တကြီးထွက်ပြီး နောက်တနေ့မင်းဖြစ်သည့်အခါဤဆရာကိုငါတက်မည်ဟုစိတ်တွင်းတွင်ရညှိုးထား၍မင်းသားအမြတ်ထွက်သည်ကိုဆရာသည်အတတ်ပညာတို့ကိုတင်ယူတက်မြောက်ပြီးသောမင်းသားလည်းဆရာကိုကြော်၍သူမင်းဖြစ်၍ဖိတ်ကြားသည့်အခါလက်ခံပါဟုပြောကာပြန်သွား၍တက်ပညာတော်ကိုပြရာဟာခင်မင်းကြီးနှစ်သက်တော်မူပြီးချီးနှံစည်းစိမ်ကိုအနှင်းကမင်းဖြစ်စီမင်းဖြစ်သည့်အခါဆရာကိုရံပြံမိစိတ်ဖြင့်ဖိတ်ခေါ်ရာဆရာက ။ဤမင်းကငယ်ရွယ်လွန်းလာသည်။ငါ၏ဆုံးမစကားကိုမှတ်သားနိုင်ယူနိုင်မို့မီဟုတ်။သွားရန်မသင့်တော်သည်ဟုကြံစီကစောင့်ဆိုင်ကနေ။မင်းကြီးပစ္စည်းမအရွယ်သို့ရောက်သောအခါတက္ကသိုလ်ဆရာသည်ယခုအခါမင်းကြီးသည် အမျက်မှန်နေပါချိန်တော်ပြီ။ငါ၏ဆုံးမစကားကိုမှတ်သားနိုင်ယူနိုင်လောက်ပြီ။မင်းကြီးကိုဆုံးမမည်ဟုကြံစီတရိယာကယမရမင်းကြီးထံသို့သွားလေ။မင်းကြီးသည်ဆရာကိုတွေ့ရာ နန်းတဆုပ်ကြောင့်ငါ့ကိုဝချမ်းစိဖြင့်ကြောရိုက်ဘူးသည်ဟုယနေ့တိုင်မှတ်မိ၏ဟုရန်စကားပြန်ပြောရာပုံနာစရာကမင်းကြီးတားမြစ်ချင်းသည်ရန်မဟုတ်တင်ထိုကဲ့သို့အကျင့်မကောင်းမှုကိုမရောက်စေရန်သတိပေးခြင်းဖြစ်၏ဟုအကျိုးအကြောင်းပြန်ပြောကြလေ၏မင်းကြီးကိုဝန်းရံနေသော အမတ်တို့ပါဆရာကြီးစကားမှန်၏ဤစည်းကြင်သည်ဆရာကြောင့်ရခြင်းဟုပြောကြသည်ထိုအခါမင်းကြီးသည် အမျက်ပြေကဆရာအားကျေးဇူးတင်၍ တကယ်တူပြည့်ရှိဆရာကြီးဤသားမယားတို့ကိုခေါ်ဆောင်ကစည်းစိမ်အများပြပေးပြီးဆရာကြီးကိုလည်းပရောဟိတ်အရာသူထားကဆရာအစုံမှားနိုင်တည်၍ကောင်းမှုကုသိုလ်များပြုလျာဒေလွန်သည့်အခါနှက်ပြည်သူအားရလေ၏